အဆောင်တွေဆောင်ထားဆံမလို့ပဲနဲ့ဘာရောင်ရောင်ရောင်ကောင်းစေတဲ့အချက်၅ချက်ပထမချက်မှာကိုကြိုက်တဲ့ပစ္စည်းမျိုးပဲဖြစ်ကိုနဲ့တိတော်တဲ့ပစ္စည်းမျိုးဖြစ်ဦးစားပေးပြီးရွေအောင်တည်တယ်တချို့ကကိုကြိုက်တဲ့ပစ္စည်းရဲ့တမျိုးဒါမှမဟုတ်ငွေနောက်ကိုကြည့်ပြီးကိုရောင်းနေတဲ့ပစ္စည်းတမျိုးလွဲနေတဲ့အခါမှာနောက်ဆုံးကိုကအဲ့ဒီပစ္စည်းအပေါ်မှာ feeling မရှိတဲ့အခါမှာရောင်းကောင်းမှာမဟုတ်အဲ့တော့ရေရှည်လေးနဲ့ကိုရောင်းကောင်းစင်နေဆိုရင်ကိုကြိုက်တဲ့ပစ္စည်းမျိုးကိုတိတဲ့ပစ္စည်းမျိုးကိုကျွမ်းကျင်နိုင်တဲ့ပစ္စည်းမျိုးအဲ့ဒီပစ္စည်းမျိုးကိုယူချက်တည် ံပါတ်၄ချက်ကဈေးကွက်ရဲ့ trends ကိုကြည့်တတ်ရမယ်။အော်ဒီဈေးကွက်မှာဘာတွေလိုအပ်လဲပြီးတော့ဘာတွေမလိုအပ်တော့တာလဲဆိုတော့ကိုကြည့်တတ်ရမှာ။အကွာလာတာနဲ့ကိုရောင်းစင်တာရောင်းချလိုက်တဲ့အခါမှာဈေးကွက်မလိုအပ်တော့ဘူးဆိုရင်လေကိုရောင်းကောင်းမှာမဟုတ်တော့ဥပမာထားလိုက်ကိုဗစ်ကာလမှာဆိုရင် angel တို့ mask တို့ဆိုရင်ပို့ပြီးရောင်းကောင်းတယ်။အဲ့ဒီအတိုင်းပဲဥပမာလာမယ့် Christmas နေ့မှာဆိုရင် Christmas မတိုင်ခင်မှာ Christmas နဲ့ပတ်သက်တဲ့အရာတွေကိုလာပြီးရောင်းမယ်ဆိုရင်အရင်ကြီးစူးစမ်းစရာမလိုဘဲနဲ့ကိုအလွယ်တကူရောင်းကောင်းစေတယ်။အဲ့တော့ trends ကိုလည်း ကြည်တက်ရမယ်။နံပါတ်3ချက်ကသူများနောက်ကိုလုံးဝလိုက်မလုပ်ပါနဲ့၊ကွဲပြားမှုရှိအောင်ဖန်တီးပါ။တကယ်လို့သူညီနေတဲ့အခါမဝဲတဲ့သူကကိုယ့်ကိုမြင်မှာမဟုတ်ဘူး။အဲ့တော့ကွဲပြားမှုရှိမှသာလူတွေကကိုယ့်ကိုပို့ပြီးစိတ်ဝင်စားမှာ။တချို့ကအယောင် post တင်ဖို့ကိုယ်တိုင်ပုံတော့မရချင်ဘူး။သူများတင်ထားတဲ့ post တွေကြီးပဲ။ယူပြီးလာတင်တဲ့အခါမှာလုံးဝစိတ်ဝင်စားမှုမရှိကိုယ်တိုင်ဖန်တီးရမယ်၊ကိုယ်တိုင်တင်ရမယ်၊ကိုယ်တိုင်ရရမယ်၊ကိုယ်တိုင် content တွေဖန်တီးနိုင်မှာလူတွေကကိုယ့်ကိုပို့ပြီးစိတ်ဝင်စားနိုင်မှာ။နံပါတ်၄ချက်ကကိုယ့်ရဲ့ real fan ကနေကိုယ့်ရဲ့ real real customer ဖြစ်လာအောင်တိဆောက်ပါတချို့က real customer မတိဆောက်လာတာနဲ့ကိုရောင်းချင်တာပဲတိတက်ခါမှလူတွေကိုကိုမှတ်မိမှာမဟုတ်ဘူးနောက်ဆုံးခင်းနှုံးနဲ့ပဲပြိုင်ဆိုင်နေကြလို့ဈေးနှုံးနဲ့ပြိုင်ဆိုင်မလို့ပဲနဲ့ကိုယ့်ရဲ့ personal brand ကိုတိဆောက်ပြီးတော့ကိုယ့်ရဲ့ fan ကိုယ့်ရဲ့ customer ရှိအောင်အမြန်ဆုံးတိဆောက်ရအောင် နံပါတ်5ချက်ကဆိုရှယ်မီဒီယာကိုကောင်းစွာသုံးချပေးရမယ်။တန်အောင်လည်းအသုံးချပေးရမယ်။တချို့ကကိုယ့်ရဲ့ personal account ထဲမှာပဲရောင်းနေကြ။အကိုယ့်ရဲ့ personal account ကနေပို့ပြီးသူချက်သိတယ်။ page မရှိသေးတဲ့သူတွေ page ဖိသိတယ်။အ page ရှိသွားပြီဆိုရင် activity မသုံးရသေးဘူး။ TT ထဲမှာလည်းသွားတည်ဆောက်ရမယ်။နေရာတိုင်းမှာလူတွေကိုယ့်ကိုမြင်ဖို့လိုအပ်တဲ့လူတွေကိုယ့်ကိုမြင်များလေကိုယ့်ရဲ့ဝယ်သူကများနိုင်တဲ့ရာဂိုင်းနှုန်းကပို့ပို့များလာလေပဲ။တနေရာထဲမှာပဲလုံနေတာထက်လူတွေကိုယ့်ကိုမြင်နိုင်တဲ့နေရာတိုင်းမှာ ကွက်တွားချပါကောင်းစွာအသုံးချပေးပါအဲ့တော့ဒီငါချက်ကိုလိုက်လုံးမယ်ဆိုရင်ဘာအစာအုံးမှဆောင်ကြမလို့ပဲနဲ့ရောင်းကောင်းမှသိကြရတယ်ကျေးဇူးတင်ပါတယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ